အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန် review ကြိုလိုက်ပါတယ်ကောင်းမွန်သောဒီလီဒီဖြစ်ပါစုဒီနေရာကနေပြီးတော့အဆုံမကောင်းတောင်းပေးလာပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့အဲဒီနေ့မနက်မှာ Manchester United သတင်းကောင်းတွေကိုတင်ဆက်ထားပြီးခဲ့ပြီမြင်ဒါသတင်းစိုးလေးတစ်ခုဒီနေ့နေ့လည်ခင်းနဲ့ဒီနေ့ညနေခင်းမှာတက်လာခဲ့တယ်ပေါ့နော် Manchester United အသင်းအနေနဲ့အခုလက်ရှိနောက်ဆုံး Indian Soul အစုအနေနဲ့ဒါကိုဘီမိုင်းနူနဲ့ဒါအလာဟာဒူနဲ့ကာနာချွန်နဲ့ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်ဆိုပြီးတော့ David Austin ကပြောလာခဲ့တယ်ဒီသတင်းကိုဒါ Athletic UK သတင်းဌာနကလာတဲ့အတွက်ကြောင့်မို့ tier 1 level source ရာယူလို့ရတယ် David Austin ဖြစ်တယ်ဘယ်လိုဖြစ်လို့လဲငါဆွတ်စားပြီးအားရင်းနဲ့ tier 1ရအရန်ပြောနေပုံစံပဲအဲ့တော့ ေဗစ်အော်စင်းတယောက်ပြောဆိုထားတာလက်ရှိမှာဒါ Manchester United အသင်းရဲ့ဒါကျွန်တော်တို့ပိုင်ရှင်နေအင်းညော့ဆိုအနေနဲ့ကိုဘီမိုင်းလူက Manchester United အသင်းမှာရေရှည်ရနာဂတ်ရှိတယ်ဆိုတဲ့သတင်းနဲ့တူဒါအလာဟန်ဒိုဂါနာချိုကိုတော့လာမယ့်လူရည်ဒီမှာ Manchester United အသင်းနေနဲ့ရောင်းချသွားဖို့အတွက်ပြင်ဆင်နေပြီဆိုတဲ့သတင်းထုတ်ပေါ်လာခဲ့တယ်။ဒီနေ့မှာ Manchester United အသင်းနဲ့ငွေလူလူရောင်းတယ်ဆိုတာတက်ဆိုင်အလာဟန်ဒိုဂါနာချိုအခုလူမျိုးအချိန်မှာဒါငွေအကောင့်ပြောချင်တာအလာဟန်ဒိုဂါနာ United အင်းညော့ဆိုအုပ်စုအနေနဲ့တွက်လိုက်တဲ့ပုံစံကျွန်တော်မြင်တာပေါ့နော်အသက်တွေ UK ရေးတာပုံစံ အာဒီကဒီလို peak ဖြစ်နေတဲ့အချိန်မှာ Manchester United သင်္ကအလောင်းတို့ကနာချိုကိုရောင်းကျင်တယ်ပေါ့နော်အဲ့ဒီအချိန်တွက်လိုက်တဲ့ဥစားကျွန်တော်သဘောပေါက်လိုက်တာကလက်ရှိမှာအလာဟာနိုကနာချိုခမရုမြင်နေအလာဟာနိုကနာချိုအလာအကုန်ပဲ Ineos တို့အုပ်စုကတော့ကျွန်တော်မြင်တာအာမိုရင်းတို့အုပ်စုအနေနဲ့လက်ရှိမှာဒီကနာချိုကအကုန်ပဲလို့မြင်တာဒီထက်ပိုပြီးတော့ကောင်းလာဖို့မရှိတော့ဘူးဒါခမရုမြင်နေတဲ့ကနာချိုကဒါမိုင်ကုန်ပဲ at the end of the day ပဲဒါလုံးဝတာပြီးသွားပြီး ဲ့တော့ပြောချင်တာကဒီထက်ပိုမကောင်းလာနိုင်တဲ့ကစားသမားတယောက်ကို Manchester United တင်ထက်ပြီးတော့ invest မလုပ်ချင်ဘူးပြောချင်တာလောက်ခလာစားလည်းမများမပေးချင်ဒါမဲ့တိကျတဲ့အတိုင်းပဲလာမဲ့ဒါကျွန်တော်တို့ ရတဲ့တပတ်အတွင်းမှာလဲမက်သျူးစ်ခွန်နာက Manchester United ကစားသမားဖြစ်လာနိုင်တဲ့ကြောင့်မလို့အလာဟန်ဒိုကနာချိုရဲ့နေရာကိုလည်းအမြန်ဆုံးအစားထိုးသွားနိုင်တဲ့နေသားမှာရှိတယ်။အဲလက်ရှိမှာဒါ United ရဲ့ပလန်ပေါ့။အဲတော့ United အသင်းနဲ့ဒါ Kobe Mainu ကိုတော့မကြခင်မှာစာချုပ်အစ်စ်ချုပ်ဆိုနိုင်ဖို့တဲ့ ready ဖြစ်နေတယ်။ Kobe Mainu တောင်းဆိုတဲ့တပတ်လုကပေါင်း33သိန်းကိုတော့33သိန်းတော့မဟုတ်33သောင်းကိုတော့ Manchester United အသင်းနဲ့ပေးဖို့တော့အစီအစဉ်ရှိဘူး။ဒါပေမဲ့ကြားကြတဲ့ဒါဈေးတစ်ခုဖြစ်တဲ့တပတ်လုကပေါင်း33သိန်းနဲ့3သိန်းခွဲနှစ်ခုတည်းတစ်ခုနဲ့ဒါ Manchester United အသင်းနဲ့ Kobe Mainu ကိုတော့ကာလာရှိစာချုပ်အနေနဲ့ ဲ့ဘိုင်းလုံနာဘိုင်းလုံသွားနိုင်ဖို့တရ ready ဖြစ်လာနိုင်ခဲ့တယ်။အဲ့တစ်ဖက်ကကနာချိုရဲ့ contract situation ကအဲ့လောက်ကြီး mine လောက် complicated မဖြစ်ဘူး။အဲ့လောက်ကြီးမရှုပ်ထွေးနေဘူး။ကိုဗီမိုင်းရဲ့စာချုပ်က complicated ရှုပ်ထွေးနေကိစ္စကသူ့ရဲ့လက်စာကိစ္စပဲ။ကိုဗီမိုင်းရဲ့လက်ရှိလုခလက်စာက38000ထိ down နေသူ့အနေနဲ့ဒါကျွန်တော်သူ့ဒီနေရာအဓိကကိုဗီမိုင်းရဲ့ down နေစာသူ့ရဲ့ agent down တာလည်းဖြစ်ရင်ဖြစ်မှာပေါ့။တချို့ကြလည်းဒီနေရာမှာ agent လုံဆောင်မှုတွေအများကြီးပါတယ်။ဘောနော်အဲ့တော့လက်ရှိမှာဒီကိစ္စကတော့ United က AAC control လုပ်ရတယ်။ AAC fusion လုပ်ရတယ်။ဒါပေမဲ့တစ်ဖက်ကဒါကျွန်တော်ရည်ရတာကအလာဟာဒူကနာချိုကိစ္စ အလာဟန်ဒူခန္ဓာချွေလက်ရှိရည်ရတဲ့ problem ကဘာလဲဆိုအလာဟန်ဒူခန္ဓာချွေကကိုဘီမိုင်းနီလာစာတူတောင်းတာမဟုတ် United ရဲ့ကြိုက်တဲ့လာစာကိုပေးကိစ္စမရှိဘူးဒေတုံခဲသူတို့နဲ့ Janet Sports ဆိုင်နဲ့အလာဟန်ဒူခန္ဓာချွေကပြန်ရှာလို့ရတယ်ဒါပေမဲ့အလာဟန်ဒူခန္ဓာချွေကလက်ရှိမှာ United အသင်းမှာတောင်းတာကသူ့အနေနဲ့ first team ဒါရောက်ရမယ် rotating squad မဟုတ်ဘူး important player မဟုတ်ဘူး first team ဒါ fever efc ဆိုလို့ဆိုသိလိမ့်မယ်အဲ့တော့ first team တော့လည်းဆိုဒီနေရာမှာဒါကျွန်တော် united အသင်းရဲ့ပွဲတိုင်းမှာဒါ number 1ကစားသမားနေရာနဲ့ alhandro garnacho ကိုတောင်းရမယ်ဒီနေရာမှာ united အသင်းရဲ့အခုလက်ရှိမှာ matthew's corner ဒါခေါ်လိုက်မယ်ဆိုရင် alhandro garnacho ရဲ့နေရာတော့ auto fill လုပ်ပြီးဒါဖြစ်သွားလိမ့်မယ် အဲ့တော့ပြဿနာကအလဟန်ဒူကာနာချွန်းနဲ့နေရင်တည်းဒါကျွန်တော် important player ဒါမှမဟုတ် rotating squad စီရောက်သွားတဲ့အချိန်မှာသူ့အနေနဲ့စာချုပ်စာတမ်းနဲ့မညီဘူးဆိုပြီး United ကိုပြဿနာရှာနိုင်တယ်အဲ့တော့ United အသင်းအနေနဲ့ Kobe Mainu ပတ်စံတောင်းတဲ့ဆိုတဲ့အထက်ဆိုင်ဒီလိုမျိုး case ကို United ဘက်ကမပေးနိုင်အဓိက Ennis Ozu အနေနဲ့ဒါ first line up ပေါ့နော်ဒါကျွန်တော် number 1ကစားသမားနေရာရမပေးနိုင်အဲ့တော့ United အသင်းအနေနဲ့ဒါကိုတော့သူတို့နဲ့ short ဖို့တော့ကြိုးစားဒါပေမဲ့ကနာချိုဘက်က Robert Robert Kanachu ပေါ့နော်သူ့ရဲ့ဒါကျွန်တော်အကူကဒါကိုလုံးဝသဘောမကျဘူးသူ့အနေနဲ့မနစ်က ဒီလိုမျိုးစာရုပ်စာတမ်းရမန်ချက်စတာယူနိုက်တက်ကဒါတရားဝင်ကန့်လန့်မှုကိုသဘောမကျတဲ့အတွက်ကြောင့်မရောဘတ်ကန်နာချူကဆောက်လွှဲရေလုပ်တယ်။မတ်မေယာဒါချယ်ဆီတင်းနဲ့တရားဝင်စကားပြောတယ်။အက်တလက်တီကိုမက်ထရီနဲ့တရားဝင်စကားပြောတယ်။ဒါကျွန်တော်တို့နပိုလီနဲ့တရားဝင်စကားပြော United Anios Osu ကလက်ရှိမှာရောဘတ်ကန်နာချူတယောက်ဒီလိုမျိုးလုပ်တော့လုံးဝလုံးဝသဘောမကျဘူး။အဲ့တော့ United အသင်းနဲ့လက်ရှိမှာဆုံးဖြတ်ချက်ချလိုက်တာကထုံးရနိုင် ဒီကောင်ကိုလာမဲ့လူရသည်မှာရောင်းမယ်ပေါ့နော်ကိုဝင်မိုင်းလူကိုတော့အဲဒီမှာဆက်ထားဖို့တဲ့ပြင်ဆင်ကိုဝင်မိုင်းလူเนี่ยခုလက်ရှိမှာစာချုပ်တက်တယ်စာချုပ်အခြေအနေကအဆင်မပြေမဖြစ်နေတာတော့မှသူ့အနေနဲ့သူ့ရဲ့ agent တွေကိုသူကတော့တခြားအသင်းကိုပြောင်းပါတဲ့ဆိုင် United အသင်းမှာဒီစာချုပ်ကိုဘယ်လိုမျိုး improve လုပ်ဖို့အတွက်ကြိုးစားနေဥစ္စာကို United အသင်းကပူကြိုက်တယ်ပြောချင်တာကဒီအသင်းမှာနေဖို့အတွက်ကြိုးစားမယ်ကစားသမားနဲ့ဒီအသင်းကပြဿနာနေတဲ့တတာနဲ့ထွက်ဖို့ကြိုးစားမယ်ကစားသမားဆိုထွက်ဖို့အတွက်အခုချိန်ကလေးလွတ်လိုက်တာပူကောင်းနေဆိုတဲ့ပုံစံမျိုးကို United အသင်းဘက်ကနေပြီးတော့တစ်ချက်တော့ကြည့်တဲ့သဘောမှရှိတယ်အဲ့တော့ပြောချင်တာက Manchester United အသင်းနေနဲ့ Alejandro Garnacho လက်ရှိဒါကျွန်တော်လုတ်ဖို့ကြိုင်မှုလို့သဘောမကျဘူးသူတို့အနေနဲ့လက်ရှိခြေစွမ်းပြနာဒါအကုန်ပဲဒီထက်ပိုပြီးတိုးတက်လာဖို့မရှိဘူးဒီထက်ပိုပြီးကောင်းလာအောင်ရှိအဲ့တော့ဒီလိုမျိုးအချိန်မျိုးမှာအသင်းသင်းကိုဒါကျွန်တော်တို့ယူရိုတန်း60တန်း80နဲ့ရောင်းလိုက်နိုင်ရင် United အသင်းအတွက်တရားရဂိုင်းတို့အမျက်ရဖို့အတွက်ရှိရတဲ့ကြောင့် United အသင်းနေနဲ့အလာဟန်ဒိုကာနာချိုကိုရောင်းချဖို့ပြင်ဆင်တယ်လို့ဆိုလို့ရမှာတော့ရှိတယ်အဲ့တော့ ပြောချင်တာက Manchester United အနေနဲ့လာမယ့်နွေရာသီမှာ Alejandro Garnacho ကိုရောင်းမယ်။ရောင်းမယ့်အတွက်မှာလည်းစိတ်ဝင်စားတဲ့ club ကတည်းကမထူးတဲ့ club တစ်ခုဖြစ်တဲ့ Chelsea သင်းကစိတ်ဝင်စားတယ်။ Chelsea သင်းနဲ့အခုလက်ရှိမှာဒါသူတို့ရဲ့လူချင်းနဲ့တောင်ပံကစားသမားတွေထဲမှာ Alejandro Garnacho ကအဖြစ်နိုင်ဆုံးကစားသမားဖြစ်တယ်။သူတို့လူချင်းနဲ့ကစားသမား၃ယောက်ရှိတယ်။အဲ့ဒါက Nico Williams ရဲ့ဒါကျွန်တော်တို့ James Jamie Gittin ရဲ့ဒါပြီးရင် အလဟာဒူကနာချွေဒီကိုဝီလီယံကလက်ရှိမှာအာစနိုအသင်းပြောင်းမှုဒါဘာစလိုနာအသင်းပြောင်းမှုတော့ပူပီတာဆိုနေတဲ့သူအနေနဲ့သူ့ရဲ့ဒါ destination က Chelsea ဖြစ်ဖို့နေတယ်။ Jamie Gittin ကလည်းလက်ရှိမှာအလဟာဒူကနာချွေနဲ့ရှင်မယ်ဆိုရင်ဈေးအများကြီးကြီးမယ်။ Borussia Dortmund နဲ့ခုလက်ရှိမှာဒီကစားသမားကိုဒါဈေးပေါက်ကြရဈေးတောင်းမှုတော့ပြောစမ်း Jamie Gittin ကဒါ choice တစ်ခုဖြစ်ပေမဲ့အဲ့တော့ Alejandro Garnacho က Chelsea အသင်းရဲ့လက်ရှိမှာဒါစိတ်ဝင်စားဖို့အကောင်းဆုံးနဲ့ဒါကျွန်တော်တို့ဖြစ်နိုင်မှုအဖြစ်နိုင်ဆုံးကစားသမားတစ်ယောက်ဖြစ်တော့ငကိုတဲက Chelsea အသင်းနဲ့ Manchester United အသင်းကလည်းဆက်ဆံရေးကောင်းထားပြီးသားရှိပြီးရတဲ့ကြောင့်မို့ Jadon Sancho ရဲ့အပြောင်းရွှေ့ရတာဒါစစ်တည်သားအနေနဲ့ Alejandro Garnacho ကဖြစ်သွားနိုင်လားအဲ Jadon Sancho ကိုလက်ရှိမှာကြားရတဲ့သတင်းတွေက Chelsea အသင်းကပြန်ပို့ဖို့အတွက်အရေးကြီးနေပြီလက်ရှိမှာသူတို့အနေနဲ့ Chelsea အသင်းကနေပြီးတော့ Jadon Sancho ကိုပြန်ပို့မယ် Alejandro Garnacho ကိုသူတို့ခေါ်မယ်ဟုတ်တာပေါ့ဒီကြားထဲမှာဈေးတစ်ခုအနေနဲ့ဒါ United နဲ့သူတို့ညှိပြီး Alejandro Garnacho ကိုခေါ် ်ယူဖို့အတွက်ပြင်ဆင်သွားမယ်အလာဟန်ဒူခနာချူကိုဒါချက်စီဘကထင်တာကဒါကူပါမားကိုဖြစ်ခဲ့လို့ပဲသူတို့ရဲ့လက်ထဲရောက်မှဒီကစားသမားကပူပြီးတောက်ပလာနိုင်မယ်ဆိုပြီးချက်စီက100%လုထားအဲ့တော့လက်ရှိမှာချက်စီဘက်ကကြည့်မယ်ဆိုလဲမှန်တယ်ယူနိုက်တက်ဘက်ကကြည့်မယ်ဆိုလဲမှန်တယ်အဖက်ဘက်ကကြည့်ရင်တော့မှန်တယ်ဘယ်သူမှမအောင်ခင်ဗျားပဲကျွန်တော်ပဲမှားဒီလိုပုံစံမျိုးပေါ့နော်အဲ့တော့ လက်ရှိမှန်တာကျွန်တော် United အသင်းနဲ့လာမယ့်နေရာဒီမှာအလာဟန်ဒိုခါနာချိုကိုဆုံးရှုံးသွားဖို့အတွက်တီဂျာလောက်နီနီရှိနေတဲ့အနေအထားမှာတော့ Manchester United အသင်းကတော့ပျော်ပျော်ကြီးဆုံးရှုံးသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ဘာလို့လဲဆိုတော့ခုနတရားကင်တို့အမြင်ရမယ် Academy ထွက်ကစားသမားတယောက်ဖြစ်တဲ့ကြောင့် United အသင်းနဲ့100 pure profit ဒီကစားသမားရဲ့အယောင်ကနေပြီးတော့ရဖို့အတွက်ပြင်ဆင်သွားမယ်လို့ကြားသေးတယ်။အဲ့တော့100% pure profit အကြောင်းပြောမယ်ဆိုတော့ Manchester United အသင်းကတော့လာမယ့်နေရာဒီမှာဒါကျွန်တော်တို့ market ratio ကိုတော့ ဘလို့အခြေအနေမျိုးပဲဖြစ်နေပါပါစေရောင်းဖို့အတွက်တရားခိုင်နှုန်းဒါကျွန်တော်တည်ကြသွားပြီလို့ပြောလို့ရရတယ်မှာပါတယ်ယူနိုက်တက်သိနေတာကျွန်တော်ဂျားထဲမှာ market ratio နဲ့ agent နဲ့ဒူတာဆွေးနွေးမှုတွေတချို့ရှိခဲ့တယ်။ဆွေးနွေးမှုတွေအပေါင်းလက္ခဏာမဆောင်ခဲ့ပေနဲ့ market ratio နဲ့ united အသင်းကိုပြန်လာခြင်းနဲ့ပြန်လာခြင်းတဲ့သဘောမှာလည်းသူ့နေတာကျွန်တော် united ကပြိတ္တတွေနဲ့သူ့နဲ့မပြီးပြတ်သေးတဲ့ဇလန်တွေရှိရလို့သူ့နေနဲ့ခန်းစားရတယ်။ ဒါပေမဲ့အခုလက်ရှိမှာနီးပြဖြစ်တဲ့ Ruben Amorim ကတော့ Manchester United အသင်းမှာ market ratio ကအလိုမရှိတော့ဘူးဆိုတော့ပုံစံမျိုးကိုစတင်ပြီးတွေ့လာခဲ့တယ်။အခုလက်ရှိမှာဒီကျွန်တော်ခုနပြောပဲလက်ရှိမှာခနာချူကိစ္စကို market ratio ကိစ္စကိုလုံးဝ twisted ဖြစ်သွားတာ Matthews ခွန်နာကြောင့်ပဲ။လက်ရှိမှာ Manchester United အသင်းက Matthews ခွန်နာကိုအဲ့လောက်ထိမြန်မြန်ဆက်ဆက်အသင်းစီကိုရောက်လာမယ်လို့မထင်တဲ့အပြင်ကိုရောက်လာမယ်လို့ကိုသူတို့နေအဲ့လောက်ကြီးမတွတ်ထားဘူး။သူတို့နေဒါ Matthews ခွန်နာနဲ့ပတ်သက်ပြီးဒါတခြားသောအသင်းတွေနဲ့အတူရှင်ပြိုင်ပြီးခေါ်ရမယ်အတွက်ကြောင့်သူတို့နေနဲ့ဒါအကယ်၍ဟိုလာခနာချူပဲဖြစ်ဒါဒါမှမဟုတ် Rashford ဖြစ်အသင်းကစားသမားတယောက် အဲ့လိုမျိုးတော့မယ်လက်ရှိမှာကနာချူကောဒါရက်ရှ်ဖို့ကောလာမယ့်နွေရာဒီမှာဒါမန်ချက်စတာယူနိုက်တက်အသင်းကနေပြီးရောင်းချသွားဖို့အတွက်ပြင်ဆင်နေတယ်ပေါ့နော်အဲ့တော့ရက်ရှ်ဖို့ကိုရောင်းမယ်ဆိုလဲမန်ချက်စတာနဲ့တင်တဲ့အလာဟန်ဒိုဂါနာချူနဲ့ဒါပုံစံတူပုံစံမျိုးပါပဲဒါတရားဂိုင်လုံးတော့အမြတ်ပုံစံမျိုးကိုရဖို့အတွက်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်အဲ့တော့ United တင်းတာကနာချူစီကနေရောပေါင်တန်း80လောက်ရဖို့အတွက်လုံးဝမျှော်လင့်နေဒီနေရာမှာဒါပြိတ်သက်တွေအနေနဲ့ဒီကစားသမားကိုဒါကျွန်တော်တို့သူတို့ရဲ့ တမိုးထားတဲ့ကစားသမားတယောက်ဖြစ်ပေမဲ့အသင်းကရောင်းချမယ်ဆိုတော့ပရိသတ်တွေနဲ့ဘယ်သူမှစိတ်ဆိုးမှာမဟုတ်ဘူး။အဲ့တော့အလဟန်ဒိုကာနာချိုနဲ့ပတ်သက်ပြီးပရိသတ်တချို့ကလည်းလက်ရှိမှာဒီအာဂျီကိုလုံးဝ100%လက်ခံထားပြီးသားဖြစ်တယ်ဆိုတော့တည်င်းနေလုံးဝထွက်လာခဲ့တာဖြစ်တယ်။အဲ့တော့ဒါကူတော့ဒေးဗစ်အော့စတိန်ကိုတိုင်တင်ဆက်ထားတာဖြစ်တော့ကြောင့်မတီးယား1 level ရယုံလို့ရတယ်။အဲ့တော့မိုင်းနူးနဲ့အလဟန်ဒိုကာနာချိုနှစ်ယောက်တည်းကတော့ကာနာချိုကလာမဲနူရသည်မှာမန်ချက်စတာယူနိုက်တက်အင်ဂျင်နဲ့တွေ့ရမြင်ရဖို့ရခိုင်နှုန်းကတော့တဖြည်းဖြည်းနဲ့ဒါကျွန်တော်တို့အဲ ဟိုများလာခဲ့ပြီလို့ပဲပြောလို့ရတယ်ဒီမှာပါပါတယ်အဲ့တော့ဒီလောက်ပါပဲပေါ်လုံးပွဲတွေကိုကြီးရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုရင်ပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ် မြန်မာလေကလဖူမမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှမြန်မြန်နိုင်အောင်ဖြစ်ပါတယ်အားလုံးမကြိုတမိုင်းကောင်းမွန်တော်လေးနေပြပါစုမုံကောင်တောင်းပေးနေပဲကျွန်တော်တို့နောက်မှအေးဆစီတွေ့ကြတာပေါ့အားလုံးမကြိုတမိုင်းကောင်းမွန်တော်လေးနေပြပါစုမုံကောင်တောင်းပေးနေမြန်မြန်ကလစ်ပြကြပါဗျမြန်မြန်ကလစ်မှမြန်မြန်နိုင်အောင်ဖြစ်ပါတယ်ဒီပါဗျ